ိုတော်ဦးရာဦးသာသမီ အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့တပတ်စာနမိတ်ကလေးဖြစ်ပါတယ်နမိတ်ကရဲ့ဆိုလိုရင်းအရာဆိုလို့ရှိရင်ဟိုတော်ဦးရာဦးသာသမီတွေဒီတပတ်တာကာလကအထဲမှာကိုယ့်ရဲ့မမြင်မြင်ရတဲ့ပုံကိုယ်တွေအလျှောက်လျှောက်တွေမိအရင်အရင်ကလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေပြန်လဲအကျိုးပြုမယ်ကာလဖြစ်တဲ့အတွက်လုပ်ငန်းကံကိုင်းတွေနဲ့ပတ်သက်ပြီးတော့ဇောက်စာလုပ်ကင်နိုင်တယ်လို့တိုးရှဲလုပ်ကင်နိုင်မှုတွေမှာ ို့ပြီးတော့အကျိုးထူးရရှိမှာ ဖြစ်ပါတယ်ခင်ဗျာ ထို့နောက်မိတ်ဆွေတို့အနေနဲ့ဒီတပတ်သားကာလမှာအပြောင်းရွှေ့ကိစ္စတွေအိမ်အဆောက်အဦကိစ္စပြုလုပ်တဲ့ကိစ္စတွေဆိုရင်တော့ရန်နာထားစီလိုပါတယ်ဘာဖြစ်လို့လဲဆိုတော့တို့လိုတန်လန်းနေဖြစ်နေတတ်ပါတယ်မပြီးပြတ်ပဲနဲ့ကြံနေတတ်ပါတယ်တို့အတွက်ကြောင့်မို့ဒီတပတ်တည်းရဲမှာတော့အစာပြုစဉ်မကောင်းသေးပါဘူးထို့နောက်အယောင်းဝယ်ကိစ္စဆိုရလို့ရှိရင်တော့ အိမ်ရောင်းဝယ်ကိစ္စတွေဆိုတော့အဆင်ပြေမယ်အောင်မြင်မယ်အကျိုးဖြစ်ထုံးမယ်အနေဒါဖြစ်ပါတယ်ထို့နောက်မိတ်ဆွေအနေနဲ့ခီးမကြာခဏထွက်ရခြင်းကိစ္စမျိုးကြုံတွေ့ရတတ်တယ်လို့အလုတ်လုတ်တဲ့အလုတ်ကန်တွေကလည်းမိမိအနေနဲ့ပို့ပြီးတော့အောင်မြင်တိုးတက်မှုတွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်အခြေအိမ်တော်ရင်းနဲ့ပတ်သက်လာလို့ရှိရင်တော့စိတ်တိုင်းကြပေမဲ့မိမိအနေနဲ့ကံကောင်းနေပေမဲ့လည်းကွဲနေရတတ်ခြင်းခွဲနေရတတ်ခြင်းဆိုတဲ့အနေအထားမျိုးလေးတွေကြုံတွေ့ရတတ်ပါတယ် ်ထို့နောက်မိတ်ဆွေအနေနဲ့ပညာရက်သည်ပညာသင်တဲ့ကိစ္စတွေမှာ အရာတင်လွယ်ချင်းအစဉ်ပြေချင်းကုညီမဲ့သူပေါ်ပေါက်ချင်းဆရာသမားမိတ်ဆွေအပေါင်းအသစ်တွေတိုးပြီးတော့မိမိအနေနဲ့မိမိရဲ့ကောင်းသောလမ်းညွှန်မှုကိုရရှိခြင်းတွေဖြစ်ပေါ်မှာဖြစ်ပါတယ်။မြေရောင်းဝယ်ကိစ္စတွေမှာဆိုရင်တော့အထင်ကိုဖြစ်ပါလိမ့်မယ်။အထူးသတိထားပါအမှားယွင်းတွေကြုံတွေ့ရနိုင်ပါတယ်။ထို့နောက် မိမိအနေနဲ့ဆုံးရှုံးမှုကြုံတွေ့ရတတ်ပါတယ်ဒီသဘသာကာလမှာအထူးသတိထားဖို့လိုအပ်ပါတယ်နိုင်ငံရေးအခြားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဆိုကံကောင်းပြီးတော့အားတွေကောင်းလာတာဖြစ်ပါလိမ့်မယ်မိမိအနေနဲ့နိုင်ငံခြားနဲ့ပတ်သက်ပြီးတော့အဆင်ပြေခြင်းဖြစ်ပါလိမ့်မယ်အခြေရေးကိုစတဲ့အကောင့်တွေပုံမဲ့သူဒီဆိုရင်တော့ဒီတစ်ပတ်သာကာလမှာတော့စတဲ့အကောင့်တွေပုံမှုကောင်းမွန်တဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့်မိမိမှာပို့ပြီးတော့အားသာချက်တွေများနေတဲ့အတွက်မိမိလိုချင်တဲ့အဖြစ်မျိုးရရှိမှာဖြစ်ပါတယ် ထို့နောက်စီးပွားရေးဈေးဆိုင်အယောင်းဝယ်ကိစ္စလုပ်တဲ့လုပ်ငန်းတွေဆိုလို့ရှိရင်တော့ဒီဘက်သာကာလမှာအနောက်ရှက်ကြုံတွေ့ရတတ်ခြင်းဖြစ်ပါလိမ့်မယ်အနည်းငယ်တော့ရှိတယ်ထို့ပေမဲ့အောင်အနောက်ရှက်ကိုအောင်နိုင်တဲ့ကြော်လွားနိုင်တဲ့အနေအထားမျိုးဖြစ်ပါလိမ့်မယ်မိမိအနေနဲ့ဒီဘက်သာကာလမှာအញ្ញိုင်းခိုက်တဲ့တက်တာပျောက်ကွင်းစေဖို့အတွက်မိမိနံသူအသားကိုတံတောင်လောက်ခြေတောက်တကောက်ဝေးအောင်မှခင်းအိပ်ပြီးတော့မနှက်ကြရင်ရေမျောလိုက်ပါအခက်ခဲအញ្ញိုင်းခိုက်တဲ့တက်တာပျောက်ကွင်းသွားပါလိမ့်မယ် ဝန်ထမ်းတွေဆိုရင်ယာတုတိုးတက်ကိန်းရှိပါတယ်။